မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ် ပထမအဆုံးတပုံအနေနဲ့မတရားရှိချမ်းမှာစစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်တပ်များထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စေအုပ်စုကလေးချောင်းရောလက်နက်ကြီးပါအစမပြတ်အသုံးပြုနေတယ်လို့သိရပါတယ်။မန္တလေးတိုင်းမတရားမျိုးနဲ့အရှိချမ်းမှာစစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေရာစစ်ကောင်စီတပ်ကလေးချောင်းတပ်ခန့်မှုတွေအစမပြတ်လုံဆောင်ခဲ့တယ်လို့ဘွိုင်းစော်မန္တလေးတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။မေလ23ရက်မနေ့ကမတရားမျိုးအရှိချမ်းမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး သည့်တဒတ်ဦးနှင့်မိတ်တီလာတန်ဂျက်ဖိုင်တာတွေကလေကြောင်းတခန့်မှု၁၇ချိန်ထပ်မံလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တောင်ကန်ကင်းရွာဘန်းအနီးတစ်ဝိုက်ကိုလည်းလက်နက်ကြီးတွေရှမ်းတပ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။မနီတနင်္ဂနွေက မရီယာအရှိချမ်းမှာတိုက်ပွဲအတော်ပြင်းနဲ့နေရောညရောလက်နက်ကြီးတန်တွေညံနေတာဖိုက်တာနဲ့လည်းပြတဲ့စကားစတိုးလာလိုက်ကိုဘက်ကပြန်ထိုးလိုက်ုံနဲ့ပေါ်လို့ပြောပါတယ်မီလာ24ရက်နေ့ဒီနေ့မှလည်းဝိုင်တွဲထောက်ပို့ပုံကျဲလီနဲ့တူမနက်9နာရီချိန်မှာစတင်ပြီးတောင်တငါရွာနဲ့မြောက်တငါရွာရင်းစီလေကြောင်းတိုက်ခိုက်မှုစနစ်ချင်းထိလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်မီဒီယာကနေမန္တလေးကိုသွားတဲ့အရှိန်ကားလမ်းကိုကြောင်းဖွင့်ခြင်းပြီးလမ်းပွင့်အောင်စကားစဘက်ကတိုးနေတာပါတော်လိုင်းဘက်ကတိန့်ထလာဆိုတော့လုံးလုံးကြီးမဟုတ်ဘူးသူတဝက်ကိုတဝက်မှာစကားစဘက်ကနေမ ြင်စိုးမိုးခြင်းလိုပါလို့ပြည်သူ့ဘက်တော်သားဖွဲ့တာဝန်ရှိသူတွေကပြောပါရယ် မန္တလေးတိုင်းမေဒီယာမျိုးနဲ့အရှိန်ချန်နဲ့မြောင်ချန်ကအကြမ်းဖက်စကန်တော်တော်များများကို MDYPDF ဥဆောင်နဲ့တော်လိုင်းတက်တွေကပြီးခဲ့တဲ့နေ့ရှမ်းမန်းစစ်စင်ရေးတွင်တင်ဆက်ရမိထားတာဖြစ်ပြီးစေအုပ်စုဘက်ကပြန်လည်ရယူဖို့ကြိုးစားနေရလဲဖြစ်ပါတယ်။ဆက်လက်ပြီးစေအုပ်စုကအလုံးစုံဖြည့်ဆည်းခြင်းမဟာဗျူဟာကိုကျင့်သုံးနေပြီးအရသာပြစ်မှတ်များကိုခွဲခြားမှုမရှိဘဲအကြမ်းဖက်နေရလို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစေအုပ်စုကအလုံးစုံဖြည့်ဆည်းခြင်းမဟာဗျူဟာကိုကျင့်သုံးနေပြီးအရသာပြစ်မှတ်များကိုခွဲခြားမှုမရှိဘဲအကြမ်း ဖက်နေကြောင်းမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂလုံခြုံရေးကောင်စီမှအတည်ပြုပြောကြားပါရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှကျင်းပမယ့်ပဋိပက္ခတွင်အယတပြည်သူများကိုအကာအကွယ်ပေးဖို့နဲ့ပတ်သက်တဲ့တကားဖွင့်အစည်းအဝေးမှာတမ်မတ်ကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့ပြီးမြန်မာဆဲအုပ်စုက၎င်းတို့ရဲ့စစ်မှတ်ပြုခြင်းကိုရှင်းတန်းဖို့မြည်တိခါကမှဆန္ဒမရှိခဲ့ကြောင်းနဲ့၎င်းဥစားအယတပြည်သူတွေပေါ်ပြောင်ပြောင်တင်းတင်းစစ်မှတ်ပြုလျက်ရှိကြောင်းအစီရင်ခံပါတယ်မြန်မာနိုင်ငံမှာနေထိုင်ကြသူတွေအနေနဲ့ဆဲအုပ်စုရဲ့တပ်ဖြတ်ခြင်းတရားလက်လွတ်ဖမ်းဆီးခြင်းအ ဒမစစ်သားစုဆောင်ခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတင်းအကျပ်ပြောက်ွယ်စေခြင်းဥပဒေမဲ့ကွပ်ညံ့ခြင်းမှသည်လေကြောင်းတိုက်ခိုက်မှုများထိစားသဖြင့်ထိတ်လန့်ပွဲကောင်းလာအောင်ဆွံ့ရွာလာရင်ရက်ဆက်ကြမ်းကြုံမှုတွေကြောင့်နေစဉ်နေတိုင်းအကြောက်တရားအောင်မှနေထိုင်နေရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးကပြောပါတယ်။ 2021ဖေဖော်ဝါရီမှာမတရားအာဏာသိမ်းပြီးချိန်ကစပြီးရတပြည်သူ6900ကျော်တပ်ဖြတ်ခံရတာဖြစ်ပြီးအစိုးမကိန်းဂဏန်းများမှာအတိပြုထားပြီးကိန်းဂဏန်းများဖြစ်ပြီးလက်တွေ့မှာသိဆုံးသူဥယျာဉ်ပို့ပြီးများပြားလာနိုင်ကြောင်းတာမန်ကြီးကကုလလုံခြုံရေးကောင်စီကိုပြောပါတယ်ဒီလိုချိန်တွေမှာအမျိုးသမီးများကလေးတငယ်များမတန်ဆွမ်းသူများနဲ့တက်ကြီးသူများအနေနဲ့အလွန်အမင်းထိရှာလွင်လာပြီးစေယုံစုရဲ့ရဆက်ကြံကြုံမှုရဲ့ဒဏ်ကိုအစိုးဆုံးခါစီခံနေရကြောင်းတာမန်ကြီးကအစီရင်ခံပါတယ်ဒါအပြင်မလ28ရက်မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင်းလူပေါင်း3800 ော်အသက်ဆုံးရှုံးခဲ့ရပြီးနေအိမ်များစတင်ကြောင်းများနဲ့အရှိပါတဲ့အခြေခံအဆောက်အအုံများလည်းပြက်စီးခဲ့ကလူပေါင်းများစွာထဏ်ရန်ရရှိခြင်းထို့သည်မဟုတ်ရဲဆက်ခွာခြင်းများဖြစ်ပေါ်စဉ်ခဲ့ပါတယ်။တနိုင်ငံလုံးဒုက္ခရောက်နေစဉ်အတွင်းမှာပဲဆေးအုပ်စုကငလင်းပီးတဲ့တင်နီယာဒေတာတွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပြီးတဘာဝပီးအနေဖြစ်ခြင်းကိုအကကွယ်ယူပြီးမြန်မာပြည်သူများကိုပုံမတက်ဖြတ်ခဲ့ကြောင်းမြန်မာတမ်မကြီးကရှင်းလင်းပါတယ်။ကုလသမဂ္ဂအနေနဲ့လည်းအဆိုပါခြင်းကိုအလွန်မင်းတရားလက်ခံနိုင်ပွဲမရှိကြောင်း မှန်ကန်စွာထောက်ပြခဲ့ပါတယ်ကုလလုံခြုံရေးကောင်စီကမြန်မာစင်အောင်စုရဲ့ရက်ဆက်ကြမ်းကြုံမှုတွေကိုစစ်ကောင်စီရဲ့ဆုံးဖြတ်ချက်2669-2020နှစ်နဲ့ပြင်းထန်စွာရှုတ်ချထားပြီးဖြစ်တော့လဲစင်အောင်စုနေနဲ့၎င်းတို့ရဲ့ရက်ဆက်မှုများကိုဆက်လက်ကျူးလွန်နေစေဖြစ်ကြောင်းတာမတ်ကြီးကထောက်ပြပါတယ်ဒါကြောင့်ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီတို့အနေနဲ့အရက်သားပြည်သူများကိုအကာအကွယ်ပေးဖို့ပုံမှန်ခိုင်မာတဲ့အရင်းယူဆောင်ရွက်မှုတွေရှိဖို့လိုအပ်ကြောင်းတာမတ်ကြီးကဆိုပါတယ်ဆက်လက်ပြီးအရက်သားပြည်သူတွေပေါ်စစ်မှတ်ပြုသူတွေကိုတာဝန်ခံစေရမှာဖြစ်ပြီးစင်အောင်စုနဲ့၎င်းတို့ရဲ့ ောင်ဆောင်များအနေနဲ့ကင်းလွတ်ခွင့်မရှိတဲ့တော့ကြောင့်လုံခြုံရေးကောင်စီနဲ့ဖွဲ့ဝင်နိုင်ငံအားလုံးမှဖြစ်သားတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့တာဝန်ကြီးကတိုက်တွန်းပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြမအရှိကိစ္စကို အမေလျော့ကန်အကြက်တဲတခုမဖြစ်စေဖို့လှုံ့ဆော်ပေးဖို့တာဝန်ကြီးကအလေးနက်တောင်းဆိုခဲ့ပါတယ်။ ဆလတ်ဘီကရရင်နဲ့နည်းမြင်အငင်းပွားနေမှုကိုဗဟုကော်မတီချင်းတွေးဆောင်နိုင်ခြင်းမရှိသေးတော့လဲစာပို့ဆက်သွင်းနေရလို့ TNN လေးပြောရင်းကြောင့်တင်ဆက်ပြီးပါမယ်။ရှမ်းပြည်မြောက်ပိုင်းမှာညီနာမဟာမိတ်ဖြစ်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ကရရင်နဲ့နည်းမြင်အငင်းပွားနေမှုကိစ္စဗဟုကော်မတီချင်းတွေးဆောင်နိုင်ခြင်းမရှိသေးတော့လဲစာပို့ဆက်သွင်းနေရလို့တောင်းတမတော် TNN လေးကတင်ရပါတယ်။အဆိုပါနှစ်ဖွဲ့ကအခုနှစ်ဇန်နဝါရီကစပြီးကော့ကိုင်မန်တုံမုံမိတ်မျိုးနယ်တို့မှာအောက်ခြေတပ်ဖွဲ့ဝင်တွေအကြားနည်းမြင်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုးချင်ရိုင်းတဲ့တဲ့တီရန်ပွဲများဖြစ်ပွားခဲ့ပြီးတိကြိုက်တရရဖမ်းဆီးခြင်းများ ရှိကြောင်းသိရပါတယ်။ဒီအခြေအနေလေးကြောင့်ဘ ਹੁ ကော်မတီချင်းဆွေးနွေးညှိနှိုင်းဖို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးနှစ်ဖက်တွေ့ဆုံမဲ့နေရာတမန်နိုင်ရင်လှုပ်ဆောင်ရရှိကြောင်း TNNL နဲ့ KYA ကောင်းဆောင်ရဲ့ထုတ်ဖော်ပြောဆိုချက်တွေရသိရပါတယ်။လက်ရှိမှာတွေ့ဆုံနိုင်မယ့်အဆင့်မျိုးတော့မရှိသေးဘူး။ဒါပေမဲ့တစ်ဖက်မှာတော့မဟာမိတ်ချင်းချင်းကြားဆက်ဆံရေးဌာနတစ်ခုအစဉ်အပြန်အလှန်စာပို့ဆက်သွယ်မှုတွေတော့ရှိရလို့ TNNL ပြောရင်းဆိုခွင့်ရှိသူလူရည်ဦးကပြောပါရယ်။ရှမ်းမြောက်2029စစ်စင်ရေးမှာစစ်ကောင်စီတန်ကသိမ့်ပိုင်ရရှိထားတဲ့နေမြေဒေသတွေအနက်အဲ့ဒီမျိုးနယ်တွေမှာ ဖက်အငင်းပွားမှုဖြစ်ပွားနေခြင်းဖြစ်ပြီးအခုလအတွင်းမှာလည်းမန်တုံမျိုးရှိ KIA တပ်စခန်းတစ်ခုဖိရှားပြလိုက်ရကြောင်းသိရပါဗျ။ မန္တုံမြို့နယ်မုံမော်ရှိ KI တပ်စခန်းကိုအင်အားများပြားနဲ့ TNL တပ်ဖွဲ့တွေကဖိအားပေးတဲ့အတွက်နှစ်ဖက်တင်မာမှုမြင့်တက်လာရမှာမေလ၁၈ရက်မှာ KI ဘက်ကရှိတဲ့စခန်းငယ်တစ်ခုယာယီဆက်ခွာပြီးလိုက်ရခြင်းဖြစ်ကြောင်းသတင်းအရင်းမြစ်တွေရသိရပါတယ်။ဒီဟာကျမတို့ဖေရှားခိုင်းနေဆိုတာထက်အချင်းချင်းညှိနှိုင်းတာမျိုးအထူးသဖြင့်ဂိတ်ကိစ္စပေါ်ဂိတ်တွေမချဖို့တော့တားမြစ်တာရင်းရှိပါတယ်။သတင်းထွက်နေသလိုမဟုတ်ပါဘူးလို့ TNL ပြောရင်းဆိုခွင့်ရှိသူလူရည်ဦးကပြောပါတယ်။၎င်းဖြစ်စဉ်ပါဝင်နေမြေအငြင်းပွားနေမှုတွေနဲ့ပတ်သက်ပြီး KI သတင်းနဲ့ပြန်ကြားတောင်းဝင် ကန်ဘုံမူကြီးနောင်ဘုံကိုမေးမြန်းနိုင်ဖို့တရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်သွင်းလင်း မေလ24ရက်မနက်ပိုင်းထိဆက်သွယ်မရရှိခဲ့ပါဘူးအဲ့ဒီအတွက်ကချင်လွတ်လပ်ကောင်စီ KIC ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးခွန်မော်ကနှစ်ဖက်တွေ့ဆုံဖို့ရှင်းပြညှိနှိုင်းမှုတွေဆောင်ရွက်နေပြီးအပြုသဘောဆောင်နဲ့ကုညီပံ့ပိုးမှုတွေကိုမျှော်လင့်ပါကြောင်းနဲ့၎င်းရဲ့လူမှုကွန်ရက်မှာတစင်းအတိအပြီးပြောကြားထားပါတယ်ဆက်လက်ပြီးတနင်္သာရီမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား9ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအစံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်း မြင်းခရိုင်တိုင်ရင်နှစ်မှာတာဝန်ရှိသူတောင်းကပြောပါရယ်မေလ23ရက်မနက်4:30မိနစ်ခန့်မှာလဲတောင်းရွာနေ သမုတ်ချုံရွာဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကသမုတ်ချုံရွာနီမှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အဲဒီနေ့မနက်6:30မိနစ်ခန့်မှာလည်းသမုတ်ချုံရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ဦးမှုယူပြီးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအများပြားတန်ရာရရှိနိုင်ကြောင်းမြေခရိုင်တန်ရင်နှင့်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်။အဲဒီလိုတိုက်ပွဲများဖြစ်ပွားပြီးရနောက်မနက်9:30မိနစ်30ခန့်တို့မှာအကြမ်းဖက်စစ်တပ်ဘက်မှထွက်လာတဲ့စစ်ကူများနဲ့ညနေ4:00မိနစ် စ်30ချိန်တွင်တမုတ်ချုံရွာနီမှာထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းခရိုင်တရင်နှင့်တပ်ခွဲနှင့်မြင်းခရိုင်တရင်တင်းနှင့်တနင်္သာရီမြို့နယ်ပါကဖားဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။တနင်္သာရီမြို့နယ်တွင်ဖြစ်ပေါ်နေတဲ့စီရင်ချင်းနေရီယာဒေသနှင့်ပြည်သူများခီးတွားပြည်သူများအနေနဲ့သတိရှိစွာတွာလာနေထိုင်ကြဖို့နဲ့ပြည်သူများရဲ့လုံခြုံရေးကိုရှေ့ရှုပြီးမြစ်တာရခိုင်ကြောင်းမြင်းခရိုင်မှတ်နှစ်တရင်မှာတာဝန်ရှိသူတောင်းကဆက်လက်ပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ Oh, oh, oh,